အရှုံးသမားဘလူးတွေနဲ့ဆက်ဆက်နေတဲ့တမိုင်းဝင်ကြိုက်ကလို့ကြိုက်ကလေးစေတီတော်ရန်ကုန်မြို့မှာနမေစင်သူတွေတမိုင်းဝင်စေတီတော်နဲ့ဆိုတည်ရှိပါရီမင်္ဂလာလုံးမြို့နယ်မှာတည်ရှိတဲ့ကြိုက်ကလို့ကြိုက်ကလေးစေတီတော်တို့ပါပဲ ပထမတစ်ချက်အနေနဲ့ဒီစေရော်တွေဘာကြောင့်ဒီလောက်ထင်ရှားပြီးလူအများရဲ့ယုံကြည်ကိုးကွယ်မှုကိုခံရလဲဆိုတာလေ့လာကြည့်အောင်စေရော်နှစုကအာတောကမင်းကြီးရဲ့ကိုရင်ကိုထန်တာသာသနာပြုစီစဉ်ကြောင်းပေါ်ပေါက်လာရတယ်လို့ဆိုတဲ့သမိုင်းတွေရှိပါရည်။အဲ့ချိန်တုန်းကရာမညာဒေတာယခုမုန်ပြင်းတွေကိုရှင်ရသားနဲ့ရှင်သောနာအမှုပြုတဲ့ရဟန်းရှင်ပါရောက်ရှိလာခဲ့ပါရည်။သူတို့ဟာမြတ်စွာဘုရားရဲ့ဓာတ်တော်တွေကိုလည်းပင့်ဆောင်လာခဲ့ကြတာပါ။ဒါပေမဲ့ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့ချက်တစ်ခုပေါ်လာပါရည်။ အဲ့ဒါကတော့ရဲအနာတွေပြင်လာတဲ့ဓာတ်တော်တွေကို တရားဒီပါမင်းဆိုတဲ့မင်းတပါးကိုပြည့်ရခဲ့တယ်ဆိုတဲ့ချက်ပါပဲတရားဒီပါမင်းကဘလို့မင်းလဲဘယ်မှာစိုးဆိုင်ခဲ့ရလဲဆိုတာတိတိကျကျမသိရပါပဲအဲ့နေဟာဓာတ်တော်တွေကိုအခုရန်ကုန်မှာရှိတဲ့စိုက်ကလုနဲ့စိုက်ကလဲစီရီတွေမှာဌာပနာခဲ့တယ်လို့တမိုင်းမှတ်တမ်းတွေမှာဖော်ပြထားပါတယ်နောက်တဲ့စိတ်ဝေစားစရာကောင်းတဲ့အကြောင်းအရာတစ်ခုကတော့ဒီစီရီတွေတရှိတဲ့နေရာနဲ့ပတ်သက်နေကြတာပါကကုတန်ပြားရှင်လက်ထက်တော့ကမြတ်စွာဘုရားနဲ့နေဘလူးမင်းတို့ဟာကိုဝက်တန်းတကိုးပြန်ခဲ့ကြပါရဲ့ အဲ့ဒီမှာ WM ကရှုံးသွားပြီးမြက်စာဘုရားကိုပန်းဆက်သားတဲ့နေရာမှာကျက်ကလော့စီဒီကိုတီးခဲ့တယ်လို့ဆိုထားတာပါမွန်ဘာသာယာကျိုက်ဆိုတာဖျားဖြစ်ပြီးဒီကလော့ဆိုတာကနက်ဖလူးရှုံးတဲ့နေရာဒါမှမဟုတ်ဖျားကိုထင်ပြတဲ့နေရာလို့အဓိပ္ပာယ်ရပါတယ်အလားတူပဲ WM ဟာမြက်စာဘုရားကိုဘလို့မှရှာမတွေ့တဲ့အတွက်မြက်စာဘုရားပျောက်ကွယ်သွားပြီလို့ပြောဆိုတဲ့နေရာမှာတော့ကျက်ကလော့စီဒီကိုတီးခဲ့တယ်လို့သိရပါတယ်မွန်ဘာသာမှာဒီကလော့ဆိုတာပျောက်နေတဲ့ကုန်းလို့အဓိပ္ပာယ်ရပါတယ် ီကျောင်းရော်တွေကိုကြည်ကြည်အပြင်ဒီစည်းတွေဟာတာမဲသမိုင်းဝင်စည်းတွေထက်ပိုပြီးတော့ထူးခြားတဲ့ဒိဗယ်တွေနဲ့ပြည့်နေနေတယ်ဆိုတာတွေ့နိုင်ပါတယ်။တမိုင်းရဲ့နောက်ကျောင်းတွေကိုဆက်လက်လေ့လာမယ်ဆိုရင်ဒီစည်းတွေကိုနောက်ပိုင်းမင်းဆက်ဆက်ကလည်းပြုပြင်မုံမှန်ခဲ့တာကိုတွေ့ရပါတယ်။တကယ်လို့845ခုနှစ်မှာဗညာနယ်မင်းကတစ်ကြိမ်ပြုပြင်ခဲ့တယ်လို့ရာစာတိတိမင်းကြီးလက်ထက်ရဲ့ဘရင်မာကြီးရှင်သောပိုလက်ချက်မှာလည်းပြည်လည်မုံမှန်မှုတွေရှိခဲ့တယ်လို့ဆိုပါရယ်။နောက်ပိုင်းမြန်မာတက်ကလေး1356ခုနှစ်မှာလည်းရွှေတကုံစေတီတော့ ဝီယာဝစ်ဆောင်ဖွဲ့နဲ့တက္ကသမရိဆိုပါပေးချက်ကလော့စီဒီကိုမြန်တော်အမြင့်138ပေကျော်အထိပြန်လည်ပြုပြင်တည်ထားခဲ့တာပါကျက်ကလစ်စီရီကိုလည်းတကယ်ရင်945ခုနဲ့မှရာစာတိတိမင်ကပြပြင်ခဲ့တယ်လို့ဓမ္မစီရီမင်းလက်ထက်မှာတီဟွားပင်လာတဲ့ရုပ်ပွားတော်နဲ့စုကိုခြားပနာပြီးထက်မှန်ပြပြင်ခဲ့ပါရီ။နောက်ပိုင်းတကယ်ရင်1959ခုနဲ့မှာ စန်းကြီးဝရွာသူကြီးနဲ့တရကားရေးစုပေါင်းပြီးတော့ပြင်ဆင်ခဲ့ကြသလို1290ခုနှစ်မှာလေထက်မှန်မုံမဲပြပြင်ခဲ့တာကြောင့်အခုကညံ့တော့66ပေရှိတဲ့ကြိုက်ကလဲစေတီကိုဖူးမြော်နိုင်ကြပါရည်ဒီလိုသမိုင်းကြောင်းထောက်ထားရတဲ့ပြေစုံနဲ့စေတော်နှစ်စုဟာယနေ့တိုင်လူအများကြီးယုံကြည်ကိုးကွယ်ရာဖြစ်တည်ရှိနေပါရည်ရုပ်ပရက်တွေကြောင်းပရက်တွေမှာဆိုရင်ဒီစေတော်တွေမှာဖျားပူလာတဲ့သူတွေနဲ့အမျက်စီကနေတက်တာပါ။ဘာကြောင့်လဲဆိုတော့ဒီစေတော်တွေဟာသမိုင်းဝင်မွေးနေ့တွေဖြစ်တဲ့ပြင်လာရဖူးမြော်သူတွေရဲ့စိတ်ရဲ့အေးချမ်းခြင်းကိုကြည်လို့တရာပွား ွားနိုင်စေတဲ့အငွေ့အသက်တွေရှိနေလို့ဖြစ်နိုင်ပါတယ်။ဒါကြောင့်ရန်ကုန်မှာနေထိုင်သည်ဖြစ်စေတနေ့တစ်ကြိမ်ကနေရန်ကုန်ကိုအလေရောက်သည်ဖြစ်စေဒီသမိုင်းဝင်စေတော်နှစုကိုတောရောက်လေးလာပေးဗုဒ္ဓဘာသာရဲ့အနှစ်သာရနဲ့ရှင်အောင်သမိုင်းရဲ့လေးဝဲချက်တွေကိုခန်းစားကြည့်ဖို့တိုက်တွန်းချင်ပါတယ်။အဆုံးအနိကြည့်ရှုအပ်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။